ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့တဲတကွယ်ကောင်းတွယ်တယ်နေ့ကိုပြန်လေးများဝီတော်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီတဲတကွယ်ကောင်းတွယ်တယ်နေ့ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါနော်တဲတကွယ်ကောင်းတွယ်နေ့ဒီအများကြီးရှိတယ်ပေါ့နော်တို့တို့ကျွန်တော်ဒီတကွယ်ကိုကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော်ဒီ ကျွန်တော်963တပင်ကနေဒီ68ခွန်တပင်ကို ထပ်ပြီးအတူတူလေ့လာကြည့်မယ်ပေါ့နော်ဒီ9မှာတစ်ကြိမ်ဖြစ်ပါတယ်ထိတ်စီးအနေနဲ့ပေါ့နော်9နဲ့ဒီ9နဲ့ပေါင်းတာက14နောက်ထပ်ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်ပြီးရင်ဒီ9နဲ့ကြိမ်ပေါင်းရှင်း18ပြီးအနောက်ကအနေနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဒါဆိုရင်ရှင်းတဲ့နှစ်ပေါင်းရှင်းဒီ30ဖြစ်ပါတယ်၄နဲ့ခွန်ပေါင်းတာ ်တင်းနဲ့တင်ငါနဲ့ပေါင်းရှင်းချဆိုတဲ့အတွက်ကြောင့်မို့၆ထိပ်စီဖြစ်ပါတယ်ခင်ဗျာ၆ထိပ်စီဖြစ်မယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်အလဲထိုင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်အလဲထိုင်ကဒီခုနှစ်ကတစ်ကြိမ်ဖြစ်ပါတယ်၅၅ပေါင်းရှင်း30ပြီးရင်ဒီမှာနှစ်တစ်ကြိမ်ဒီအစိမ်းရောင်လေးနဲ့ပြပေးထားတယ်ပေါ့နော်နှစ်နဲ့ဒီ9နဲ့ပေါင်းလိုက်တာပေါ့နော်7 9နဲ့7ပေါင်းရှင်း6ဖြစ်တဲ့အတွက်ကြောင့်မို့ရှစ်အလဲထိုင်ဖြစ်ပါတယ် ထိတ်ဆင်းချောင်းရှစ်ကအလဲထိုင်အပိတ်ကဒီ၃နှံချိန်ပေါင်းရှင်ချောင်းဒီ၅နှံချိန်ပေါင်းရှင်30ကိုပြီးရင်နင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာချောင်းနဲ့ကိုပေါင်းရှင်55 55ကိုနင်းနဲ့ပေါင်းတော့ဆက်ခွန်ခွန်ပဲပေါ့နော်ဒါဆိုရင်6ထိတ်ဆင်းရှစ်အလဲခုနှစ်အပိတ်689ဖြစ်ပါတယ်။နောက်ထပ်ဒီမှာက669 689ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ689ဖြစ်ပါတယ်ခင်ဗျာ။ โอเคဒီနေ့အတိုင်းပဲကျွန်တော်6ရက်ခွန်တပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြအောင်ပါเนาะထိတ်စီဒီနေ့နဲ့6ကတစ်ချိန်ပေါင်းမယ်9နဲ့ခွန်ပေါင်းတာ7နဲ့ဒီ3ညကတစ်ချိန်6နဲ့ချိန်ပေါင်းရှင်း7နဲ့ဒီအနောက်မှာနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့เนาะအားရှင်6ခွန်ရှိ90စနစ်ပေါ့နော်စနစ်ဆိုတဲ့အတွက်နေထိပ်စီဖြစ်ပါတယ်။ Okay ဒီအစိမ်းအောင်လေးနဲ့ကတော့အလေထိုင်ဖြစ်ပါတယ်။အပေါ်ကအနီးတိုင်းပဲပေါ့နော် အလဲထင်ကဒီကိုတစ်ချိန်ဖြစ်ပါတယ်ဒီမှာရေးလိုက်မယ်ပါနော်6ရက်တည်9ပေါင်းတာက7ကိုတင်ပေးရမယ်တင်လေက6ကတစ်ချိန်ဒီ6ရက်ပေါင်းတာ7 9ရက်ပေါင်း10နေ့တလုံးဖြစ်တဲ့အတွက်ကြောင့်မို့7ရက်ရည်အတွက်ကြောင့်မို့နေ့အလဲထင်ဖြစ်ပါတယ်နေ့ထိပ်နေ့အလဲရပြီပေါ့နော် အပိတ်ကဒီအောက်မှာပြပေးထားတာဖြစ်ပါတယ်3နှစ်ချိန်ပေါင်းရှင်း6 6နှစ်ကြိမ်ပေါင်းရှင်း7နှစ်နေပေးရမယ်ဒီခုနှစ်ကတစ်ကြိမ်ပြီးရင်အနောက်ဆုံးမှာနေနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ် အားဖြင့်6နဲ့နှစ်ပေါင်းရှိနှစ်နဲ့ပေါင်းရင်30 39 69ဆိုတဲ့အတွက်9အပိတ်ဖြစ်ပါတယ်နှစ်ထိတ်နှစ်အလဲ9အပိတ်နှစ်နှစ်ခွန်တဲ့ဖြစ်ပါတယ်ပေါ့နော်နှစ်66 9နှစ်ခွန်ဖြစ်ပါတယ် Okay ဒီ68ခွန်ဒီမှာ68ခွန်ပေါ့နော်နှစ်နှစ်ခွန်ဒီမှာနှစ်နှစ်ခွန် Okay ဒါဆိုရင်နှစ်နှစ်ခွန်တပင်ကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် တီအပေါ်ယူတဲ့အနေတိုင်းပဲဖြစ်ပါတယ်ဒီနင်းနဲ့တုံးနဲ့ထပ်ပေါင်းမယ်ပေါ့နော်နင်းနဲ့တုံးဒါထိရှိဖြစ်ပါတယ်တုံးနဲ့နှစ်ပေါင်း5ဒီလေးတစ်ချိန်တုံညနဲ့ချိန်တုံညပြီးရင်နင်းနဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်အဲဆိုရင်ဒီတို့ဒီ9ညနှစ်ပေါင်းခွန်ခွန်နဲ့လေးပေါင်းတာ71 71 73 73ဆိုတဲ့အတွက်3ထိပ်ဖြစ်မယ်ပေါ့နော်။ Okay နောက်ထပ်အလဲထိုင်ဒီအစိမ်းအောင်လေးနဲ့ပေါ့နော်။ဒီ6တစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာ။ လေးနဲ့သုံးပေါင်းရှင်းကခနဲ့ပြီးရင်၅ကတစ်ကြိမ်ဖြစ်ပါတယ်။တုံညာနဲ့ထပ်ပေါင်းမယ်ပေါ့နော်။အဲဆိုရင်6ခွန်ပေါင်းရှင်း73 73ကို9နဲ့ပေါင်းတော့20โอเคဒီမှာ10ဖြစ်မယ်ပေါ့နော်။โอเคဒါဆိုရင် တုံထိပ်10အလယ်ရပြီဖြစ်ပါတယ်။အဘိကဒီ10နဲ့ကြိမ်ပေါင်းရှင်းဒီ76ဖြစ်မယ်ပေါ့နော်။လေးနဲ့ကြိမ်ပေါင်းရှင်းက10ပြီးရင်ဒီ2တစ်ကြိမ် နော်နိနဲ့ထပ်ပေါင်းတာပေါ့နော်ရှင်းနဲ့နိပေါင်းတစ်စီ၆နဲ့နိပေါင်းရှင်းချစ်ဖြစ်တဲ့အတွက်ကြောင့်မို့ရှင်းအပိတ်ဖြစ်ပါတယ်၃ထိပ်ရှင်းအလဲ၃အပိတ်၃ရှင်းရှင်းတဲ့ဖြစ်ပါတယ်ခင်ဗျာဒီမှာ၃ရှင်းရှင်းဒီမှာလည်း၃ရှင်းရှင်းပေါ့နော် Okay တပန်ကျွန်တော်ဒီ1333ရှစ်ရှစ်တပင်ကနေ33မြောက်ကိုတပင်ကို လေးလာကြည့်အောင်လားခင်ဗျာ ဒီအပေါ်မှာထိတ်ဆီကဒီ nick ထိတ်ကိုယူတဲ့အတွက်ကျွန်တော်388က3ထိတ်ဆီကိုတစ်ကြိမ်ယူထားတာဖြစ်ပါတယ်။ပြီးရင်ဒီ3နဲ့2နဲ့ပေါင်းတဲ့အတွက်6နဲ့3ပေါင်းတာ9ဒီ9ကတစ်ကြိမ်ပြီးရင်2နဲ့ကြိမ်ပေါင်း4နေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ3နဲ့ခွန်ပေါင်းရှင်း30ခွန်နဲ့၄ပေါင်း71 72 3ပဲရည်မှာပေါ့နော်3ထိပ်ဖြစ်ပဲခင်ဗျာ အလဲထင်းကအစိမ်းရောင်လေးနဲ့ပြပေးထားတယ်ဗောနော်6ကိုယူတဲ့အတွက်ဒီ3ယူတယ်လေး3ယူတဲ့အတွက်ရှင်းတဲ့6ယူတယ်အလဲက9ကိုယူတဲ့အတွက်အလဲ1ကိုယူတယ်အပိတ်က3ကိုယူတဲ့အတွက်ဒီ2ကိုထပ်ယူတယ်ဗောနော်အဲဆိုရင်3တစ်ကြိမ်ရှင်းတဲ့6ပေါင်းတာက14ဖြစ်ပါတယ်အလဲက1တစ်ကြိမ်အနောက်မှာက2တကြိမ်ဖြစ်ပါတယ်။အဲဆိုရင်3 4ပေါင်းတော့ခွန်ခွန်တက်ပေါင်းတာ8 8နဲ့2ပေါင်း30 တုံများအလေပေါ့နော်တုံထိတ်တုံများအလေရပြီဖြစ်ပါတယ်အပိတ်ကဒီ၈နှစ်ကြိမ်ပေါင်းတဲ့အတွက်တုံများနှစ်ကြိမ်ပေါင်းတုံများဒီ၄နှစ်ကြိမ်အတွက်၈နှစ်ကြိမ်နှစ်ထိတ်တစ်ထိတ်ပြီးရင်နှစ်နဲ့ပေါင်းတယ်သူကနှစ်နဲ့ပေါင်းတယ်ပေါ့နော်တုံများနှစ်ကြိမ်တုံများ၈နှစ်ကြိမ်ပေါင်းရှင်းဒီ16ပြီးရင်ဒီမှာတစ်တဲ့ကြိမ်ကိုအနောက်မှာနှစ်နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ရှောင်းနဲ့တစ်ပေါင်းခွန်ခွန်နဲ့နှစ်ပေါင်း9ဆိုတဲ့အတွက် ကိုအပိပေါ့နော်၃ထိတ်၃မြောက်အလဲကိုအပိ၃တုံမြောက်ကိုတင်ဖြစ်ပါတယ်၃ထိတ်၃မြောက်အလဲကိုအပိ၃တုံမြောက်ကိုဖြစ်တယ်ခင်ဗျာโอเคဒီနေ့တန်ဘက်သဘီလေးလာကြအောင်လားခင်ဗျာဒီအပေါ်က၃ထိတ်ယူတဲ့အတွက်ဒီအောက်က၃ထိတ်ယူတယ်၆တင့်ယူတဲ့အတွက်၉နှစ်ဒီမှာခွန်ရှူတဲ့အတွက်၅နှစ်နဲ့ချိန်၁နှစ်ချိန်နှစ်ပေါ့နော် 3ကြိမ်ဖြစ်ပါတယ်ပြီးရင်9နဲ့2ပေါင်းတာက7တင်ပေးရတယ်9က2ကြိမ်တင်း2ကြိမ်ပေါင်းရှင်းနဲ့အနောက်ကနေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ဒါ20ရဲ့အရာပါနော်3နဲ့2ပေါင်းက9နဲ့ပေါင်း10တင်းနဲ့2ပေါင်းရှင်း3ဆိုတဲ့အတွက်3ထိပ်ပဲဖြစ်ပါတယ်ခင်ဗျာအလဲထင်ကကျင်တော့ဒီပေါ်မှာနေတိ3မှာ3ကိုယူတဲ့အတွက်2 9တိက1တိချင်းရှင်းနဲ့6နဲ့ဆိုတဲ့အတွက်တိကို အလဲက1ဆိုတဲ့အတွက်အလဲက3အပိန့်1တဲ့ပါနော်တဲ့တဲ့ချိန်တကိုပေါင်းရှင်းက30ဖြစ်ပါတယ်3တဲ့ချိန်ပြန်တော့မှတဲ့တဲ့ချိန်3 4ဒါကြောင့်မို့5အလဲထဲဖြစ်ပါတယ်အပိတ်ကိုလည်းဆက်ပြီးလေ့လာကြည့်အောင် အပိတ်က3များ2ချိန်ဆိုတဲ့အတွက်8ချိန်8ချိန်ဆိုတဲ့အတွက်ဒီ1ချိန် ြီးရင်တင်းထဲယူတဲ့အတွက်နင်းထဲယူမယ်ပြီးရင်နင်းနဲ့ထပ်ပေါင်းတာတော့ဖြစ်တယ်ခင်ဗျာရှင်းတဲ့ချိန်16တင်းတဲ့ချိန်ပေါင်းတာနဲ့နောက်ထပ်ဒီမှာနင်းတဲ့ချိန်ပြီးရင်နင်းနဲ့ထပ်ပေါင်းတော့အရှောင်းနဲ့နင်းပေါင်း8ရှင်းနဲ့နင်းပေါင်း10ဆက်နှစ်နှစ်အပိတ်ဖြစ်ပါတယ်3ထိပ်စီ5အလေထိပ်နှစ်အပိတ်3 5နှစ်အသေးဖြစ်ပါတယ်โอเค20အရာကတော့ဒီ20ဖြစ်တယ်ပေါ့နော်ဒါဆိုရင် ဆက်တဲ့ချင်းအတွက်ကဒီ3ထိပ်စီကိုယူထားတဲ့အတွက်3 5ကသုံးထိပ်စီကိုထည့်ယူတာပေါ့နော်3ထိပ်3ထိပ်9 9 9 5 9နဲ့9အပေါင်းနှစ်အရှင်3ဟာတစ်ချိန်9နဲ့တပေါင်းတော့ပေါင်းရှင်30 3ညာပဲရမယ်ခုနှစ်ကတစ်ချိန်၄နဲ့တစ်ချိန်ပေါင်းရှင်8ကို2နဲ့ထပ်ပေါင်းတော့3ခုပေါင်းရှင်30 8နဲ့ပေါင်းရှင်30ဆိုတဲ့အတွက် ဆက်တဲ့ချိန်မှာတွင်ဤအရာတုံများထိရှိဖြစ်ပါတယ်။အလေထိန်ကတော့ကျွန်တော်ဒီနင်းငါတိကတိကိုယူထားတဲ့အတွက်ငါးငါးခုဟာ9ဒီချိန်19 39 20 10 4 5 6ပေါ့နော်။နောက်ဆိုရင်9ဟာတစ်ချိန်ဖြစ်ပါတယ်။နောက်ထပ်3တစ်ချိန်ပေါ့နော်။ဆိုရင်ကျွန်တော်ရှိမှာ3ကိုပေါင်းရှင်းစနေပါတော့ပြီးရင်ဒီ3ကဒီမှာရေးပြတာဖြစ်သွားပြီ3ကတစ်ချိန်3ကိုပေါင်းစနေ လေးတစ်ချိန်ဒါဆိုရင်၃နဲ့နှစ်ပေါင်း၉၃ပေါင်းဆက်နေနင်းနဲ့နှစ်ပေါင်းလေးလေးနဲ့လေးပေါင်းတော့ရှင်းစုတဲ့အတွက်အလဲထင်ရှိဖြစ်ပါတယ်အပိတ်ကိုဆက်ပြီးနေတာကြောင်ရှင်းနှစ်ချိန်နင်းနှစ်ချိန်တင်းနှစ်ချိန်၃နှစ်ချိန်နှစ်တစ်ချိန်တစ်တစ်ချိန်ကိုကျွန်တော်ဒီနောက်ကနင်းနှစ်ထပ်ပေါင်းပါဖြစ်ပါတယ်နင်းနှစ်ချိန်ပေါင်းလေး၃နှစ်ချိန်ပေါင်းရှင်း၆ဒီတစ်ကတစ်ချိန်ကိုနင်းနှစ်ထပ်ပေါင်းတော့ကျွန်တော် ၄နဲ့၆နဲ့ထပ်ပေါင်းတော့တစ်စိမ့်တင်းနဲ့နဲ့ပေါင်းချင်း၃ဆိုတဲ့အတွက်၃အပိတ်ပါနော်။ဒါကြောင့်မို့၁၇ချိန်မှာတုံများထိပ်ရှစ်အလယ်ထိပ်၃အပိတ်ဆိုပြီးတော့တုံများရှစ်သုံးတဲ့ဖြစ်ပါလေ။ဒါ20ရဲ့အရာပါနော်။တုံများရှစ်သုံးတဲ့ဆိုပြီးတော့20ရဲ့အရာဒီကနန်း၃လုံးရနေတာဖြစ်ပါလေ။ဒါကျွန်တော်20အရာပြန်လည်မြောက်ဝေရှင်းတာဖြစ်တယ်ပေါ့နော်။ ဒီ20ဒီ68ခွန်ပေါ့နော်ဒီမှာ68ခွန်68ခွန်နင်းနေခွန်နင်းနေခွန်ပြီးရင်388ဒီမှာ388 339 339 359 359ဒီဆက်တဲ့ချိန်မှာတနည်းအရာတောင်ညာ73ရနေတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတောင်ညာ73ဒီကျွန်တော်အထီးကြီးကြည့်အောင်ပေါ့နော်အထီးကြီးအနေနဲ့ကျွန်တော် ့38 38 38ဆိုပြီးတော့ဒီမှာ3ည38 3 83ပေါ့နော်။ကိုင်းညီမှုရှိတယ်ပေါ့နော်။တော်တော့35 35အထိတ်ဆိုပြီးမဲ့ဒီမှာ3ည8ဖြစ်နေတယ်ပေါ့နော်။အဲ့ဒီ3ည73ဒီကဏ္ဍ3လုံးပေါင်းရှင်းဒီပရိဖြစ်ပါတယ်။ကျွန်တော်ဆက်တဲ့ချိန်မှာပရိက2 3 9 9ဒီမှာဒီဒီပရိတစ်ချိန်ဒါတင်ပါတယ်ပေါ့နော်။ ဒီမှာတိပရိကတစ်ကြိမ်တည်းပဲပါတာဖြစ်ပါတယ်။တောင်ညာရှိတော့တိပရိကတော့ကျွန်တော်မရှိတော့ကြိုက်တယ်ဆိုရင်ပေါ့နော်။နေ့39ပုံတူပရိဆိုပေမဲ့ဒီမှာတော့အတွင်းရအရာတိပရိပေါ့နော်။ဒီတိပရိတ်ဒီအားနဲ့တွင်နီးထဲမှာလဲပါတယ်ဗောနောတိပရိတ်ကပေတဲ့ပရိတ်ထဲမှာပါနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ဆန်တစ်ချိန်မှာကျွန်တော်လုံးပိန်တွင်နီးအရာ လုံးပိန်၃လုံး၃ညာလင်းနေရအခု တုံညာရှစ်တုံးကတော့တဲတုံညာလေးနေကတော့အားထားတင်နေပါတော့ဒါတွင်ရရကျွန်တော်ပြန်လည်မြောက်ဝီရှင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ